ရမတုံတရင်တပုတ်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်တို့ကိုရင်ညွှန်းရခေါင်ကြနေရရာသွေသားများနဲ့အာတီယန်ထုကိုယ်တိုင်များကိုတွေးဆောင်ခွေမပေးနိုင်အာစီယာစီဝဲတို့မင်းအောင်လိုင်းကိုတက်ခွင့်ဆက်လက်ပိတ်ပင်မှုအပေါ်ဒေါ်မင်းတွန်းဒေါ်သားတကြီးတုံ့ပြန်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမြန်မာဒီမိုကရေစီခေါင်းဆောင်နဲ့လူထုခေါင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်လန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကိုရည်ညွှန်းရထောင်ကျနေတဲ့ရန်သူသားများနဲ့အာဆီယံအထူးကုသဘဲကို တွေ့စုံပြမပေးနိုင်အောင်အကြံပေးဆောင်မဲ့တုန်းကယမန်လေးကပြောဆိုလိုက်တယ်။အာဆီယံသဘောတူညီချက်၅ချက်ကိုလိုက်နိုင်ရင်ပြက်ကွက်မှုကအာဆီယံထိပ်သီးအစည်းအဝေးတို့မင်းအောင်နိုင်အပါအဝင်နိုင်ငံရေးရာသီရယူထားသူများကိုတက်ပွင့်ဆက်လက်ပိတ်ပင်မှုအပေါ်အကြံပေးဆောင်မဲ့တုန်းကထိုတို့တုတ်ပြန်ပြောဆိုလာခြင်းဖြစ်ပါလေ။ကြံထက်မင်းအောင်နိုင်နေဖြင့်2021ခုနှစ်အာဆီယံခေါင်းဆောင်များနဲ့တွေ့ဆုံရမှာမြန်မာနိုင်ငံရဲ့အရှိန်အဟုန်ကိုတွားရောက်ရှင်းပြခဲ့ကြောင်းဘုံသဘောတူညီချက်၅ချက်ဆိုပြီးမှအစည်းအဝေးတီးမှခတ်လာခြင်းဖြစ်ကြောင်း တို့ရမှာစစ်တပ်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတန်နိုင်တယ်များလိုင်းနာခဲ့ကြောင်းခေါင်ကြနေတဲ့ယာသူအသားများနဲ့အာဆီယံအထူးကုသလဲကိုတွဲဆောင်ွက်မပေးနိုင်ကြောင်းကျမ်းဖတ်ဆောင်မေထုံးကပြောဆိုပါတယ် အာဆီယံဥက္ကရာရဲ့အထူးကုသရလာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လာရောနိုင်တဲ့သူတွေနဲ့ပြေဆုံးနိုင်ရဲ့အစိုးရအဖွဲ့တွေအဖြစ်နိုင်ငံရေးပါတီနဲ့ပြေဆုံးနိုင်ရဲ့ဆောင်ရွက်ပေးခဲ့ပါလေ။ဂျာဇွဲမှုနဲ့ကျိုးလွန်ပြီးယာဇွဲပြစ်ဒဏ်တွေခံရတဲ့ထောင်ချသူတွေနဲ့တော့ကျွန်တော်တို့ပြေဆုံးခွင့်ပေးခြင်းမှပေးပါမယ်။ဘယ်နိုင်ငံမှာရောပြေဆုံးခွင့်ပေးပါလဲလို့မေကွန်ထုတ်ချင်ပါတယ်လို့ဇော်မင်းထွန်းကဆိုပါလေ။ဂျာမတ်စစ်တပ်နေစီအာဆီယံဘုံတဘောတူညီချက်များကိုစူးစမ်း၍လိုက်နာခဲ့ကြောင်းအာဆီယံတဘောတူညီချက်၅ချက်နိုင်ငံရေးယာသူရရှိသူ များပေါ်အာဆီယံထိပ်သည့်အစည်းအဝေးတက်ခွင့်ဆက်လက်ပိတ်ပင်သည်ဆိုသောသတင်းကိုအတိုက်အခံသတင်းမီဒီယာများကစက်တက်ထောက်ရင်းရဲ့ရှိကြောင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်တနိုင်ငံရဲ့ပြည်တွင်းရေးကိုတနိုင်ငံကမဆုတ်ဖက်ရှင်းမှုသောအခြေခံမူကိုလိုက်နာတဲ့ကြောင့်အကြံဖက်စော်မင်းထွန်းကဒေါသတကြီးတုံ့ပြန် ်လေအာစီယာအဖွဲ့ဝင်များအားလုံးရဲ့ဗြိတိသျှအရှုတ်ချအာနာပိုင်ဆိုင်ဒန်းတို့ရည်တူရှိမှုနဲ့နည်းမြေတည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုဘေးစွာစွာလိုက်ညာခြင်းအာစီယာအဖွဲ့ဝင်များနဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆုတ်ဖက်ခြင်းမရှိဘဲအရှိကံမှုတွေကိုအမြဲတည်ပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်အာစီယာအဖွဲ့အစည်းစတဲ့ဖွဲ့စည်းတဲ့အချိန်မှာစပြီးဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံထားတဲ့ Separate Sea Game Way Sea Game Spring ကိုလိုက်နာမယ်ဆိုရင် အာဆီယံအဖွဲ့ကြီးပုံမှုစီလော့ကျိုးဖြစ်ထုံးစေမှာဖြစ်မယ်လို့ပြောကြားခြင်းပါလေလို့အကြံဘတ်စော်မင်းထွန်းကကျော်စုပြေပါလေတမ်ဘတ်မဲအောင်ငိုင်းဝင်2021ခုနှစ်ကလေးကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နိုင်ရန်ပြတ်ကွက်မှုဖြင့်အာဆီယံထိပ်ပြေးစည်းဝေးသို့တက်ရောက်ဖွယ်ပိတ်ပင်ခဲ့ခြင်းဖြစ်တယ်လို့ဒင်းရရှိနော်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စစ်တပ်ရဲ့ဝါဒဖြတ ခက်သမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းနဲ့တယုတ်ဆောင်များကိုဝေဖန်နေပြင်းပြင်းထန်ထန်အေးအေးယူမယ်လို့တော်မင်းတို့ရှိန်ရှောက်ပြီးအမှုပညာရှင်၃ဦးကိုဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါ တေဥစာအမိကနေတုံမြင့်မြတ်နေဝင့်အေးချမ်းမောင်ရှုလိမ်မင်းမြင့်ကိုအောင်ခံပြောကြအောင်တို့နိုင်နဲ့တွက်လက်အပါဝင်စစ်တပ်ထောက်ခံသူများကိုအပြင်းအထန်တပိတ်မှောက်ကြရစံကြောင်းတပိတ်စစ်ကြောင်းကနှိုးကြော်ပါလေဂျမ်းမစစ်တပ်ရဲ့လိန်လေဘွာရဖြန့်သက်ကားဖြစ်သောခစ်သမိုင်းကိုဒုံဆိုင်တဲ့သူများတလန်းနဲ့တေဥဆောင်များကိုဝေးပန်းနေကင်းပြေးထလာရေးယူမယ်လို့ဂျမ်းမစော်ဝင်းထွန်းက ကျမနေ့မှာထုတ်ဖို့ပြောဆိုရှင်းလျှောက်ပါခင်ခက်သမိုင်းကိုဂုံဆိုင်မဲ့သူများရွေးကောက်ပွဲအသိပေးပညာဇလန်းတွေပါဝင်တိဥ္စာသူများကိုလူမှုကွန်ရက်မှာတစ်ဆင့်ဝေဖန်သည်ဥဆိုကဒါရတာမိုက်တီခေါ်တန်ထုံးတော့ဇက်ဖို့တိဥ္စာကျော်ဝင်းထုတ်ကျော်မင်းထုံးနဲ့အာတာတိဥ္စာအွန်လိုင်းကိုဇော်မြင့်တို့အော်တိုဘာ29ရက်နေ့ စစ်တပ်က NCBN နောက်အကြမ်းဖက်သွားမထုံးကထို့တို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ထန်စီထားသူ၃ဦးကိုပါတီဒီမိုကရေစီအခွင့်အရေးရေးကောက်ပွဲများကိုလောက်ရှက်ဟန်တာချက်စီခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်ထိရောက်စွာရေးယူထောင်ရွက်သွားမည်ဖြစ်ကြောင်းဂျာလက်စစ်တပ်ကထုတ်ပြန်ပြောဆိုပါတယ်။စံကြောင်းပင်မှတပိတ်စစ်ကြောင်းကကျမ်းပတ်စစ်တပ်ရဲ့အတုအယောက်ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးလူတို့ကိုဝါဒမိုင်းတိုက်ရှင် လူတို့ရေးတော်ပုံကိုပုံဖြတ်ရှင်းတော့ကိုကြိုးလွန်နေတဲ့ညံ့သားဝါရဖြတ်အမှုပညာရှင်အမိကံများဖြစ်ကြတဲ့လေတုံမင်းမြတ်လေဝင့်အေးကြမောက်ရှူးလေးမင်းမြင့်ကိုအောက်ခိုင်မပြောတော့အောက်ကုနိုင်ရင်တွက်လက်စူပါလင်းမင်းတို့အောက်ကပြန်ရင်ဒဲရင်ရောပြောအောင်စဉ်ဖြိုးတို့ကိုဖိုင်းကောင်းတဲ့ဆိုရှယ်ပနိစမတ်အပြင်းထန်တဲ့လူမှုရေးပြစ်ဒဏ်ခတ်ကြရတဲ့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ဖိုင်းကောင်းတဲ့ဆိုရှယ်ပနိစမတ်လှုပ်ရှင်းဆိုဒီမှာအဆိုပါစစ်တဲ့ထောက်ခံသူရဲ့ဆိုရှယ်မီဒီယာအကောင့်များတွေ follow လုပ်ထားပါကဖြုတ်ထားရင် like comment ပေးရင် reply နဲ့လို့ရှင် follow ချင်းလုပ်ငန်းများကိုအားမပေးတဲ့ကြော်ညာရနေတဲ့ကုန်ပစ္စည်းများကိုမဝယ်ယူမတုံ့ဆွဲတဲ့စာချုပ်ရှုပ်တော့လုပ်ငန်းများကိုဖဲ့ကျင့်ခြင်း၎င်းတို့နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်လုပ်ငန်းထုတ်ကုန်အားလုံးကိုပြည်သူလူထုကလုံးဝလုံးဝအသုံးမပြုပဲ ကျင့်ဖယ်ထားခြင်းတကြောင်ထုတ်ပြန်ပါတယ်ညံသာဝါဒပြနုပညာရှင်အမိကန်များကအမှတ်တကယ်စစ်ရာဇဝမှုကျိုးလွန်နေတဲ့လူတို့ရဲ့အသက်အိုးအိမ်ကိုမေးရှို့ဖျက်ဆီးနေတဲ့အကြမ်းစစ်အုပ်စုတပ်ကစစ်ရာဇဝမှုများထပ်မံကျူးလွန်စေထောက်ခံပြီးအားပေးအားမြောက်ပြုလုပ်နေပြီးလူတို့နဲ့နိုင်ငံတော်အပေါ်ဆက်ရည်ပြုစော်ကားနေခြင်းဖြစ်ကြောင်းဆိုင်းကြောင်ပင်မဆွေးချတာကတိုက်တွန်းမှုတော်ခါညနောက်ဆုံးတဲ့ရင်တပုတ်အနေနဲ့ဗန္တလေးမှာစစ်တပ်ကကေသူများရဲ့နေအိမ်များကိုကျူးကျော်မှုဆိုတာ တိုင်းလျှောက်ဖြက်စင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပြည်ကြီးတခုမြို့နယ်ငွေကြီးတော်ကုန်းရက်ပတ်အကွက်အမတ်၅တိလျှောက်ကဘိုးပိုင်အကွက်အမတ်၁၅လျှောက်ကတင်၅လျှောက်ခအတွင်းရှိပြည်သူနေအိမ်များကိုကျူးကျော်မှုတို့ကဖြက်စီးသွားကြောင့်ဖြက်စီးခံရတဲ့ပြည်သူများက ြောဆိုပါတယ်2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့ကတကြိမ်2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကတကြိမ်နဲ့ယခုအော်တိုဘလ10ရက်နေ့ကနေတကြိမ်စာဖို့ရှင်းလျှောက်ပြီးတော့အော်တိုဘလ29ရက်နေ့နနက်9နာရီမှညနေ9နာရီအတွင်းကိုအိမ်ကိုအပြီးဖြတ်ရထိုသို့မဖြတ်စည်းပါကဘော်ဒိုဇာဖြစ်လာရောက်ဖြတ်စည်းမယ်လို့ရက်ပွက်အတွင် live order ကရှင်းလျှောက်ခဲ့ကြအဲဒီနောက်အော်တိုဘလ29ရက်နေ့မှာနေအိမ်များကိုစစ်တမ်းနဲ့စီပင်ကဖြတ်စည်းခဲ့ကြသိရှိရတယ် စစ်တပ်ရဲ့ဝေရာချီကောင်းအောက်ကြီးရဲ့ကျက်ပွက်ထဲကစိုးတွေရဲ့ပေါင်းလုံးနေတာ။ဟိုတစ်ခေါက်ကသတင်းတွေဟော့သွားတော့ငြိမ်ပြီ ီတစ်ခေါက်ထက်လုံးနေတာမှလို့ဒေတာကန်ပြည်သူတို့ကပြောဆိုပါတယ်ဆိုပါပြည်တို့မျိုးနဲ့ဝေကြည်တော်ကုန်းကြက်ကအကွက်အမတ်၅သိန်းလျှောက်ကဘူးပန်အကွက်မတ်၁ငါးလျှောက်ကတင်းငါးလျှောက်ခလူမှခီလူများမှာဘိုးဘွားဆင်ဆက်နေထိုင်ကြကြသူများဖြစ်ပြီးကျူးကျော်နေထိုင်ကြသူများယခုအခါရက်ကွက်မှာရေမီအပြည့်အစုံဖြစ်စီကားလာပြီးဖြစ်သောကြောင့်လုပ်ငန်းရှင်များကစစ်တပ်အရာရှိများစီပင်အရာရှိများရက်ကွက်အောက်ရှုပ်ရဲမှုရက်ကွက်ပြူစော့ထင်းများနဲ့ပူးပေါင်းကမတရားသိမ်းယူနေခြင်းဖြစ်ကြောင်းသိရှိရ တယ်။ထို့သောပြည်သူနေအိမ်များကိုဖျက်ဆီးရငွေကြီးတော့ဘုံရက်ကအုပ်ချုပ်ရင်းကတိန်းတထောင်ကျပ်အကွက်အမှတ်၅ကိလျှောက်အုပ်ချုပ်ရင်းမှုစံမတူတိန်း900ကျပ်ရရှိထားပြီးကြည်ကြီးတကောမြို့နယ်စစ်တပ်လက်အောက်ခံလူစုကောင်းဆောင်ဆန်ရှာဆန်ရှာလက်အောက်ကနှခမ်းမွေးတန့်စင်အောက်ကိုသောငမျိုးတို့သော ွဲတန်းရယူထားကြောင်းသိရှိရပါတယ်။အော်တိုဘလ7ရက်နေ့ကတော့နန္ဒရီမြို့ရှမ်းအေးတာဇံမြို့နယ်စစ်တရှောက်ကရွှေတရှောင်းပေးရှိအိမ်ကတိုက်များကိုလည်းစစ်တပ်နဲ့စီပင်ကချက်စီးခဲ့တယ်။အော်တိုဘလ16ရက်နေ့တွင်လည်းအောင်မြေတာဇံမြို့နယ်86ရက်ကိုလန်ဆယ်လန်းကြားမြောက်ကက်လျက်ရှိအိမ်များနဲ့ရှစ်လန်း86လမ်းမှနေအိမ်များကိုစစ်တပ်နဲ့စီပင်ကကျူးကျော်ဟုသူကဖျက်ဆီးခဲ့ကြောင်းတွင်ရရှိ။ညာ